ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြက်ဖက်စစ်ကောင်စီလက်အောက်ခံရန်ကုန်တိုင်းစစ်ကောင်စီကဧပြီလ2ရက်နေ့ကစူပေါင်းရှင်ပြုဝဲကိုပျော်ဝဲရှင်ဝဲများနဲ့ပြုလုပ်ပြီးတော့လှည့်လည်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဧပြီလ2ရက်နေ့မှာရန်ကုန်တိုင်းစစ်ကောင်စီကဦးစီးတဲ့စူပေါင်းရှင်ပြုဝဲနဲ့လှည့်လည်ဝဲကိုမြို့နယ်ထွေအုံများကတက်ရောက်ခဲ့ရပြီးတော့ရွှေတကုံစီတီတော်မှာလှည့်လည်ပွဲများကိုလုံခြုံရေးတွေတင်းကျပ်စွာနဲ့လှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။ငလျင်မဖြစ်ခင်ကတည်းကရှင်ပြုဝဲကစီစဉ်ထားလို့လှုပ်လိုက်ရတာပါ။ တိုင်းအစိုးရအဖွဲ့ရုံးနဲ့ရင်းမြေမှာလူစုပြီးတော့ရွှေတကုံစီဒီမှာလက်လည်ခဲ့ပါတယ်မြို့နယ်ထွေးဥတွေကတော့မဖြစ်မနေတက်ခဲ့ရတယ်လို့ရှင်ပြူပွဲကိုတက်ခဲ့ရတယ်မြို့နယ်ထွေးဥအဖွဲ့ဝင်တဦးကပြန်လည်ပြောပြထားပါတယ်အဲ့ဒီရှင်ပြူပွဲကိုရန်ကုန်တိုင်းစစ်ကောင်စီကမနေ့ကမနက်ပိုင်းမှာကျင်းပလှုပ်ဆောင်ခဲ့ရမှာရွှေတကုံဖျားအရှိတ်မုံမြောက်ဘက်မုံနောက်ဘက်မုံများကိုလမ်းပိတ်ခဲ့ပြီးတော့လင်းလန်းအပါဝင်ရွှေတကုံဖျားပတ်ပတ်လဲမှာလဲလမ်းများအလုံးကိုပိတ်ဆို့ခဲ့တယ်လို့သိရပါတယ်ဒါပေမဲ့ငလျင်တန်တင့်နေတဲ့အချိန်ရန်ကုန်တိုင်းစစ်ကောင်စီကရှင်ပြူပွဲနဲ့ပတ်သက်ပြီးတော့အဝေးပန်းခံရမှာကိုစိုးရိမ်တဲ့အတွက် တရင်ထုတ်ပြန်ခြင်းကိုမပြုတ်ခဲ့ဘူးလို့သိရပါတယ်မက်စလာ28ရက်နေ့ကလောက်ခတ်ခဲ့တယ်ပြင်အား9တက်သမ9အဆင့်ရှိတဲ့ငလျင်ကြီးကြောင့်မြန်မာနိုင်ငံအလဲပိုင်းဒေသမှာပြည်သူ3000ကျော်တိတ်ဆုံးခဲ့ပြီးတော့နေအိမ်များစွာပြိုကျပျက်စီးခဲ့ရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ